စတိုင်းဖီလာကွန်ထရိုရဲ့ရုံညံတဲ့လုပ်ရက်တွေကဘူးပေါ်သလိုပေါ်လာပါပြီ။မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့မလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်စတိုင်းဖီလာကွန်ထရိုတိုက်ပြီးအခန်းနံပါတ်7ဖို့နိုင်ဥဝါကကြောပိတ်မိနေခဲ့ရပါတယ်။မိသားစုတွေကပြန်တွေ့ကြဖို့ဆုတောင်းကယ်ဆယ်ရေးသမားတွေကစ조사ရှာဖွေခဲ့ကြပေမဲ့သုံးပတ်ကြာနေပါအထိရှာဖွေတွေ့ရှိခဲ့ခြင်းမရှိတဲ့အတွက်သူရဲ့မိဘများကဝန်ထမ်းကြီးများစွာဖြင့်တန်ဃာတော်များကိုပင်ဖိတ်၍စွန်ကြွေရေးဆက်ချ အမြပေးဝေးကုသိုလ်ပြုလုပ်ခဲ့ကြပါပြီ။ကွန်တိုအောင်မှာကဲဆိုင်စတင်လုပ်တဲ့အချိန်မှာကဲဆိုင်တမရီကဆရာအားကားကျော်ကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကဲဆဲခွင့်မကြုံခဲ့ပါဘူး။ဆရာအားကားကျော်ကကဲဆိုင်တမရီထံရေးစာလို့ရှင်းလန်းတောင်းပြီးသူ့ကိုဘယ်တော့လာခဲ့မှလဲဆိုတာမေးလိုက်သေးတယ်လို့လည်းဆိုပါတယ်။မိခင်ဖြစ်သူခင်ဗျာလေးတားလေးကိုပြန်တွေ့ရနုံနုံနဲ့ရက်တက်မအေးဖြစ်နေပြီမဲ့လေဒီကနေ့ထီကိုရှာမတွေ့ခဲ့တာပဲဖြစ်ပါ යි ဒါကြောင့်မလို့ဒီကနေ့မှာတော့ Sky Villa Control နဲ့ပတ်သက်ပြီးခုလိုပြောလာခဲ့တာပဲဖြစ်ပါတယ်။တကယ်ကိုဘသူမှမပြောတဲ့ကိစ္စကိုမနေနိုင်လို့ပြောပါအောင်မယ်။ခုလိုခင်မကောင်းတဲ့အချိန်မှာစိတ်ဓာတ်လေးတွေသိရတာတွေပါ။ကျွန်တော်အကူကိုအားကကျော် Sky Villa Control မှာအလောင်းတော်ပြန်မရခဲ့ဘူး။လူတွေကတော့မီဒီယာကသတင်းတွေမြင်ပြီးဟုတ်ကလာခဲ့ပြီးအဓိကလာခဲ့ပြီးနဲ့အကူတကြီးနဲ့ပေါ့တကယ်ကလာခဲ့ရထက်လာတတ်တာဆိုပုံမှန်ပါမယ်။ကေဆေးကြီးတကယ်လှုပ်တဲ့သူတွေကိုတော့မပြောပါဘူး။ ကယ်ဆယ်ရေးသမားအယောက်90မှာ100ယောက်လောက်ကပဲတကယ်လောက်တာပါကျန်တာကလောဘသားတွေများတယ်လူကယ်တယ်ဆိုတာကအပြည့်စည်တွေကြားထဲမှာတန်မိုးရှိရာတွေလိုက်ရှာရင်အဲ့မှာတွေ့ရသူကိုလွယ်ရင်ကယ်လိုက်တယ်ခန့်ရင်မကယ်ဘူးပြစ်ထားခဲ့တယ်ကျွန်တော်ကိုကိုအားကအသက်ရှင်ရနေတွေ့ပြီးတောက်တိုင်ခံနေလို့ပြိုကျမှာဆိုလို့ဆိုပြီးပြစ်ထားခဲ့တယ်နောက်ဆုံးကျအစာငက်ရှင်ငက်နဲ့ဆုံးသွားရတယ်အတိမိသားစုသူတို့ပိုင်ဆိုင်မှုအကုန်ကိုရွှေတွေပဲလှုပ်ထားတာအဲ့ဒါကိုအိမ်ထဲထုတ်ထားတယ် အဲ့ဒီအိတ်ကိုသူတို့ပိုင်ဆိုင်မှုအဖြစ်သိမ်းသွားရင်လူတွေအကုန်အသက်ရှင်နေရကိုတရုတ်တွေကသူတို့ကဲမလို့နဲ့ဘသူမှအဝေမခံခဲ့ဘူးတရုတ်တွေကရေဒီယိုနဲ့စစ်ပြီးအသက်ရှင်နေသူမရှိဘူးဆိုပြီးပြောပြီးကိုရီးယားအသက်ရှင်လျက်မရတော့ဓာတ်ပေါ်တီတော့ရှာအောင်ယူမယ်ဆိုပြီးတမျိုးလုံးကိုယ်တိုင်ဝင်ရှာမယ်ဆိုပြီးလှုပ်တော့ကြအောက်မှာအသက်ရှင်နေလူတွေအတန်ကြတော့ဥရဖားရနဲ့ပြေးလာကြပြီးပြန်ဆက်ရှာတလို့နဲ့ဘသူမှအောက်ထီအဝေမခံခဲ့ဘူးပြောတာက ပြိုကျပြီးလူတွေထက်တည်ကြမှာမဟုတ်လို့ပါ့။ မီဒီယာရှေ့ကျတော့ဟီးရိုးတွေပေါ့တကယ်တမ်းတော့ရုပ်ရှင်ရိုက်ပြနေကြတာပါအုံနောက်ပိုင်းတော့စဉ်းစားကြည့်ပါတရုတ်ကမြန်မာတွေအပေါ်ဘယ်တော့ကကောင်းခဲ့လို့လဲဆိုတာအာနာပိုင်းတွေကလည်းသူတို့ကပတ်စံမတားလीဘလို့မျိုးလဲဆိုတော့တရုတ်နဲ့ပေါင်းပြီးအိတ်ထဲထဲကျင်တာပါစကိုင်းပီလာကွန်တိုတခတ်3800ကျပ်ပါအဲ့လိုနေရာမှာနေရလူတွေအများကြီးရဲ့ယတနာတွေကိုသူတို့လိုချင်ကြတာလေလူတွေတရားဆောင်ပြီးအဆောင်အုပ်ကိုဖြိုချမိပြီးမှသူတို့ပိုင်ဆိုင်မှုအဖြစ်အေးအေးဆေးဆေးယူလို့ရမှာလေရက်ဆက်လိုက်ကြတာဗျာ တော်တော်စိတ်ပြက်တယ်ပစ္စည်းမစုံလို့ဆိုလို့ပစ္စည်းတွေပေးခဲ့တယ်အိမ်ကြီးကစပြီးလုံးဝကိုရှာမပေးရဘသူမှဝင်မကယ်လို့ကို့ဘာသာဝင်ကြတော့ကြလဲခြံစည်းရိုးတစ်ခါလေးခတ်တယ်မဝင်ကြနဲ့ဆိုတဲ့ပုံစံနဲ့ပါသူတို့စိတ်နဲ့နိုင်ပြီးတမိုးရှိရာတွေယူမဲထင်ကြတာသူတို့ဝေစုနေမှာကြောက်တာဒါလဲចောင်းကြိုးចောင်းသားကဝင်တော့တိုက်ကိုပတ်ဖို့နဲ့ကုတ်ပြီးဖြိုချမယ်လို့ခြောက်တယ်ပြီးတော့ပိုးသက်စီလာပါလာတော့မသိဘူးဝင်မရအောင်ဖြန်းနေတကယ်ပါပတ်စံကိုအဲ့လောက်တာမတ်ကြလာလား လူတွေတည်တာစောင့်ပြီးတော့ကိုယူကြတာပါဗျာမီဒီယာမှာတော့ဟီးရိုးကြီးတွေတကယ်တကယ်တော့တကယ်ကယ်တဲ့စင်ကာပူအဖွဲ့ကြသူတို့ကအမိတ်ပေးမရဘူးသူတို့လူမဟုတ်ဘူးလေအဲ့အဖွဲ့ကြသူတို့နေပြီးတော့ခေါ်ရင်အိမ်တွေကရုရှားပထမအဖွဲ့က Skyfiller Control ကိုလာမီးရင်ငါတို့ဘာကူညီဖို့လိုသေးလဲဆိုတော့တရုတ်ကယ်ဆယ်ရေးကသူတို့လည်းမကယ်နိုင်ဘူးအဆအဆုံးလည်းမလုပ်နိုင်ဘူးမာနလည်းအကြမခံနိုင်ဘူးဆိုတဲ့အထာနဲ့သူတို့ကရှာတဲ့အကုန်အစင်ပြည့်ရဲ့ဆိုပြီးပြောပြီးညှဉ်းလွတ်ခဲ့တယ် နောက်ဆုံးတော့ကိုအားကိုကိုမယ်ဆိုတော့လေဝင်ရဲရင်ဝင်ကြည့်တရားဆွဲမယ်ဆိုတော့ဘာမှလုံးမရပြန်ပါဘူးသူတို့ဘာသာလဲဘာမှမလုပ်ပေးကြပါဘူးရန်ကုန်အဖွဲ့ကလာပြီးမင်းတို့မလို့ရင်ငါတို့လုပ်မယ်ဆိုတော့လေမန်လေးအဖွဲ့ကလက်မခံကြပြန်ပါဘူးတယောက်တလဲရှာမလားဆိုတော့လေမလို့ဘူးတဲ့သူတို့ဘာလုပ်လဲကြည်တော့လေဘာမှမလုပ်ကြဘူးဖြစ်မှဖြစ်ရလေကိုကြီးရဲ့အသက်ရှိသေးရဲ့ဆိုတော့ကအယမ်းပြောခဲ့တာဘလို့ဖြစ်ရပါမလဲဗျာအကြီးဆုံးအကိုကြီးဖြစ်မှဖြစ်ရလေဗျာဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားလာခဲ့ရပဲဖြစ်ပါတယ်။အခုလိုပညာတတ်လူငယ်တွေကိုမွေးထုတ်ပေးနေတဲ့ဆရာတယောက်ဆုံးရှုံးလိုက်ရတာတကယ့်ကိုနှမျောမိပါတယ်။ကိုဝါကကြော်လဲကောင်းရမွန်ရရောက်ပါစီအခုလိုလောဘတက်နေတဲ့ Sky Filler Control ကကယ်ဆယ်ရေးတွေအပေါ်ဘလို့မြင်ပါလဲ။အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ Sky Filler Control ရဲ့ရုံညံတဲ့လုပ်ရက်တွေကဘူးပေါ်တယ်လို့ပေါ်လာပါပြီ။မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ မလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့် Sky Filler Control Type B အခန်းနံပါတ် G4 ၌ဥဝါကကျော်ပိတ်မိနေခဲ့ရပါတယ်။မိသားစုတွေကပြန်တွေ့ကြဖို့ဆုတောင်းကယ်ဆယ်ရေးသမားတွေကစ조사ရှာဖွေခဲ့ကြပေမဲ့သုံးပတ်ကြာနေပါအထိရှာဖွေတွေ့ရှိခဲ့ခြင်းမရှိတဲ့အတွက်သူရဲမိဘများကဝန်ထမ်းချင်းများစွာဖြင့်တန်ဃာတော်များကိုပင်ဖိတ်၍စွန့်ကြွေရေးဆက်ချအမျှပေးဝေးကုသိုလ်ပြုလုပ်ခဲ့ကြပါပြီ။ ကွန်ဒိုအောက်မှာကယ်ဆယ်ရေးစတင်လုပ်တဲ့အချိန်မှာကယ်ဆယ်ရေးသမားတွေကဆရာအားကကြော်ကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကယ်ဆယ်ခွင့်မကြုံခဲ့ပါဘူး။ဆရာအားကကြော်ကကယ်ဆယ်ရေးသမားတွေထံရေးစာလို့ရှင်းလန်းတောင်းပြီးသူ့ကိုဘယ်တော့လာခဲ့မှလဲဆိုတာမေးလိုက်သေးတယ်လို့လည်းဆိုပါတယ်။မိခင်ဖြစ်သူခင်ဗျာလေးတားလေးကိုပြန်တွေ့ရနုံနုံနဲ့ရတက်မအေးဖြစ်နေပြီမယ်လေဒီကနေ့ထီကိုရှာမတွေ့ခဲ့တာပဲဖြစ်ပါ යි ဒါကြောင့်မလို့ဒီကနေ့မှာတော့ Skype လာကွန်တိုနဲ့ပတ်သက်ပြီးခုလိုပြောလာခဲ့တာပဲဖြစ်ပါ යි တကယ်ကိုဘသူမှမပြောတဲ့ကိစ္စကိုမနေနိုင်လို့ပြောပါအောင်မယ်ခုလိုခင်မကောင်းတဲ့အချိန်မှာစိတ်ဓာတ်လေးတွေသိရတာတွေပါကျွန်တော်အကူကိုအားကကျော် Sky Filler Control မှာအလောင်းတော်ပြန်မရခဲ့ဘူးလူတွေကတော့မီဒီယာကသတင်းတွေမြင်ပြီးဟုတ်ကလာခဲ့ပြီးအဓိကလာခဲ့ပြီးနဲ့အာကိုတကြီးနဲ့ပေါ့တကယ်ကလာခဲ့ရထက်လာတက်တာဆိုပုံမှန်ပါမယ်ကေဆေးကြီးတကယ်လှုပ်တဲ့သူတွေကိုတော့မပြောပါဘူးကေဆေးကြီးတမအယောက်90မှာ100ယောက်လောက်ကပဲတကယ်လှုပ်တာပါကျန်တာကလောဘသားတွေများတယ် လူခဲ့တယ်ဆိုတာကအပြက်စီးတွေကြားထဲမှာတံမိုးရှိရာတွေလိုက်ရှာရင်အဲ့မှာတွေ့ရသူကိုလွှဲရင်ကယ်လိုက်တယ်ခန့်ရင်မကယ်ဘူးပြစ်ထားခဲ့တယ်ကျွန်တော်ကိုကိုအားကအသက်ရှင်ရနေတွေ့ပြီးတောက်တိုင်ခံနေလို့ပြိုကျမှာဆိုလို့ဆိုပြီးပြစ်ထားခဲ့တယ်နောက်ဆုံးကျအစာငက်ရှင်ငက်နဲ့ဆုံးသွားရည်အတိမိသားစုသူတို့ပိုင်ဆိုင်မှုအကုန်ကိုရွှေတွေပဲလှုပ်ထားတာအဲ့ဒါကိုအိမ်ထဲထုတ်ထားရည်အဲ့ဒီအိတ်ကိုသူတို့ပိုင်ဆိုင်မှုအဖြစ်သိမ်းသွားရည်လူတွေအကုန်အသက်ရှင်နေရကိုတရုတ်တွေကသူတို့ကဲမလို့နဲ့ ဘသူမှအဝင်မခံခဲ့ဘူးတရုတ်တွေကရေဒီယိုနဲ့စစ်ပြီးအသက်ရှင်နေသူမရှိဘူးဆိုပြီးပြောပြီးကိုရီးယားအသက်ရှင်လျက်မရတော့ဓာတ်ပေါ်တီတော့ရှာအောင်ယူမယ်ဆိုပြီးတမျိုးလုံးကိုရိုင်းဝင်ရှာမယ်ဆိုပြီးလှုပ်တော့ကြ အောက်မှာအသက်ရှင်နေလူတွေအတန်ကြတော့ဥယားဖားရနဲ့ပြေးလာကြပြီးပြန်ဆက်ရှာတလို့နဲ့ဘသူမှအောက်ထိအဝင်မခံခဲ့ဘူးပြောတာက ပြိုကျပြီးလူတွေထက်တည်ကြမှာမဟုတ်လို့ပါမီဒီယာရှိကြတော့ဟီးရိုးတွေပေါ့တကယ်တမ်းတော့ရုပ်ရှင်ရိုက်ပြနေကြတာပါအုံနောက်ပိုင်းတော့စဉ်းစားကြည့်ပါ တရုတ်ကမြန်မာပြည်အပေါ်ဘယ်တော့ကကောင်းခဲ့လို့လဲဆိုတာအာဏာပိုင်တွေကလည်းသူတို့ကပတ်စံမတားလေဘလို့မျိုးလဲဆိုတော့တရုတ်နဲ့ပေါင်းပြီးအိတ်သေးသေးကျင်တာပါစကိုင်းဗီလာကွန်တိုတခတ်3000နီးပါအဲ့လိုနေရာမှာနေရလူတွေအများကြီးရဲ့ယတနာတွေကိုသူတို့လိုချင်ကြတာလေလူတွေတရားဆောင်ပြီးအဆောင်အုပ်ကိုဖြိုချမိပြီးမှသူတို့ပိုင်ဆိုင်မှုအဖြစ်အေးအေးဆေးဆေးယူလို့ရမှာလေရက်ဆက်လိုက်ကြတာဗျာတော်တော်စိတ်ပြတ်တယ်ပစ္စည်းမစုံလို့ဆိုလို့ပစ္စည်းတွေပေးခဲ့တယ်အိမ်ကစပြီးလုံးဝကိုရှာမပေးရ ဘသူမှဝင်မကယ်လို့ကို့ဘာသာဝင်ကြတော့ကြလေခြံစည်းရို့တခါလေးခတ်တယ်မဝင်ကြနဲ့ဆိုတဲ့ပုံစံနဲ့ပါသူတို့စိတ်နဲ့နိုင်ပြီးတံမိုးရှိရာတွေယူမဲထင်ကြတာသူတို့ဝေစုနေမှာကြောက်တာဒါလည်းကြောင်ကြိုကြောင်ကြားကဝင်တော့တိုက်ကိုပတ်ဖို့နဲ့ကုတ်ပြီးဖြိုချမယ်လို့ခြောက်တယ်ပြီးတော့ပိုးသက်စီလာပါလာတော့မသိဘူးဝင်မရအောင်ဖြန်းနေတကယ်ပါပတ်စံအောင်အဲ့လောက်တာမတ်ကြတာလားလူတွေတည်တာစောင့်ပြီးတော့ကိုယူကြတာပါဗျာမီဒီယာမှာတော့ဟီးရိုးကြီးတွေတကယ်တကယ်တော့တကယ်ကြဲတဲ့စင်ကာပူအဖွဲ့ကြောင့် သူတို့ကအမိတ်ပေးမရဘူးသူတို့လူမဟုတ်ဘူးလေအဲဘွဲကြသူတို့နေပြီးတော့ခေါ်ရင်အိမ်တွေကရုရှားပထမအဖေက Sky Pillar ကိုတို့ကိုလာမေးရင်ငါတို့ဘာကူညီဖို့လိုသေးလဲဆိုတော့တရုတ်ကယ်ဆယ်ရေးကသူတို့လည်းမကယ်နိုင်ဘူးအဆအဆုံးလည်းမလုပ်နိုင်ဘူးမာနလည်းအကြမခံနိုင်ဘူးဆိုတဲ့အထာနဲ့သူတို့ကရှာတယ်အကုန်အစင်ပြေရဲဆိုပြီးပြောပြီးညှင်းလွတ်ခဲ့တယ်နောက်ဆုံးတော့ကိုအားကိုကိုမယ်ဆိုတော့လေဝင်ရဲရင်ဝင်ကြည့်တရားစွဲမယ်ဆိုတော့ဘာမှလုပ်မရပြန်ပါဘူးသူတို့ဘာသာလဲဘာမှမလုပ်ပေးကြပါဘူး ရန်ကုန်အဖွဲ့ကလာပြီးမင်းတို့မလို့ရင်ငါတို့လုံမယ်ဆိုတော့လေမန္တလေးအဖွဲ့ကလက်မခံကြပြန်မအောင်တယောက်တလဲရှာမလားဆိုတော့လေမလို့ဘူးတဲ့သူတို့ဘာလို့လဲကြည်တော့လေဘာမှမလုပ်ကြအောင် ဖြစ်မှဖြစ်ရလေကိုကြီးရဲ့အသက်ရှိသေးရဲ့ဆိုတော့ကအရန်ပြောခဲ့တာဘလို့ဖြစ်ရပါမလဲဗျာအကြီးဆုံးအကိုကြီးဖြစ်မှဖြစ်ရလေဗျာဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားလာခဲ့ရပဲဖြစ်ပါိုက်အခုလိုပညာတတ်လူငယ်တွေကိုမွေးထုတ်ပေးနေတဲ့ဆရာတယောက်အဆုံးရှုံးလိုက်ရတာတကယ့်ကိုနှမျောမိပါိုက် ကိုဝါကကြော်လဲကောင်းရမွန်ရလျှောက်ပါစီအခုလိုလောဘတက်နေတဲ့ Sky Villa Control ကကယ်ဆယ်ရေးတွေအပေါ်ဘလို့မြင်ပါလဲအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်